ဒီကနေ့ကျတော့အရင်နှီးထုတ်ဆရာမလိုပဲနဲ့တန်ဖိုးပေါင်းများစွာပိုင်ဆိုင်ရမယ့်အခွင့်အရေးတွေကိုလာရောက်ပြီးတော့မျှဝေပေးတော့မှာပဲဖြစ်မယ်เนาะအားလုံးအတူတူလိုက်ကြည့်ကြပါခင်ဗျာဟုတ်ကဲ့ပါခုနကျွန်တော်ပြောတဲ့အတိုင်းပါเนาะအရင်နှီးထုတ်ဆရာမလိုပဲနဲ့တန်ဖိုးပေါင်းများစွာနဲ့ပိုင်ဆိုင်ရမယ့်အခွင့်အရေးတွေကိုလာရောက်ပြီးတော့မျှဝေပေးတော့မှာပဲဖြစ်မယ်เนาะဒါရင်ကျတော့ဘယ်ဟာတွေဖြစ်မလဲဆိုတော့ဒီ time bat အကြောင်းပဲဖြစ်မယ်เนาะ time bat တွေကဘယ်လိုပြောမလဲအရင်နှီးထုတ်ဆရာမလိုပဲနဲ့ကို လက်ထက်မှာရှိနေတဲ့အမှ time bat စီတွေအကျွေးစေးဟောင်းတွေပေါ့နော်အဲအဲ့ဒါလေးကိုဒီချာလေးကြည်ယုံလေးပေါ့နော်မာလိုက်ကြည်ယုံလေးနဲ့ခုနှစ်တူရင်တူယုံနဲ့ပေါ့နော်ခုနှစ်ကန့်ညမှုရှိယုံနဲ့တံပိုးပေါင်းများစွာနဲ့လဲလေလို့ရမှာပဲဖြစ်ပါတော့ဟုတ်ကဲ့ပါဥပမာပြောပြမှာဆိုရင်မှဒီ25ပြားတော့50ပြားအတားတွေကမှဘယ်လိုပြောမလဲတံပိုးမရှိဘူးတံပိုးနဲတဲ့ဟာပေါ့နော်ဒီဟာကိုမှရှားပါတဲ့ခုနှစ်ဒီပေါ့နော်ထုတ်လုပ်တဲ့ အရင်အတွက်နဲပါတဲ့ဟာတွေနဲပါတဲ့ခုနှစ်တည်းဆိုရင်အဲတခုကိုဘတ်9000 1000အထိရောင်းလို့ရတာဟိုမှတချို့တငယ်ချင်းမိတ်ဆွေတွေကတိကျပိတာလည်းဖြစ်မယ်တချို့တငယ်ချင်းမိတ်ဆွေတွေကမတိကျတယ်ဗောနော်မှတိတဲ့တူတွေကြတော့မှအာတိပိတာဖြစ်မှာဗောနော်မှမတိတဲ့တငယ်ချင်းမိတ်ဆွေတွေအတွက်ကိုလာရောက်ပြီးတော့မြောက်ဝေးပေးတော့မှာပဲဖြစ်မှာเนาะဒီ25ပြားဟိဘတ်စတန်ကြတော့မှဘယ်ခုနှစ်တည်းကတာမှုများစွာနဲ့ရောင်းလို့ရဆိုတော့မှ ူမှာထုတ်လုပ်တဲ့ခုနှစ်တွေအများပြားရှိပြီမဲ့ခုနှစ်2542နဲ့ခုနှစ်2544ဆိုရင်ဘတ်1000နီးဘတ်9000ထိရောင်းလို့ရနော်တချို့တကယ်ချင်းမိတ်ဆွေတော့ဟိုမတိကြဘူး95ပြားဆိုတော့တန်ဖိုးမရှိဘူးထင်ကြတယ်တို့ပြီမဲ့တို့မှာထုတ်လုပ်တဲ့ခုနှစ်တွေအ ਨੇ ဆုံးဖြစ်တဲ့2542နဲ့1544ကလက်ရှိပေါက်စီကဘတ်9000ထိရှိနေပါတော့ဟုတ်ကဲ့နောက်ထပ်50ပြား50တောင်ကျတော့ ခုမှလည်းထုတ်လုပ်တဲ့ခုနှစ်တွေအများအပြားရှိပြီမဲ့ခုနှစ်2530မှာကျတော့ထုတ်လုပ်တဲ့အခုရေကပယ်ရဖြစ်ဖြစ်မှာဟိုမျိုးအဲတရားကနေ1000ကျားမှာထုတ်တဲ့ဟာရောဒါတွေကမှာထုတ်လုပ်တဲ့အရေအတွက်အ ਨੇ ဆုံးပြောလို့ရတော့အကြောင်းမို့ဒီခုလက်ရှိဒီ2530ဟာ50ပြ50တန်ကလက်ရှိပေါက်စရာပတ်9000နေပတ်1000 လေးထောင်ကြားမှာရှိနေမှာเนาะဟုတ်ကဲ့ဒီဟာလေးတွေဒီဟာလေးတိုက်ကြည့်ပါခုနကျွန်တော်ပြောလိုပဲမှာအရင်ဒီထုတ်ဆရာမလို့ပဲနဲ့တံပိုးပေါင်းများစွာနဲ့လဲလဲလို့ရဆိုင်ဒါအောင်ပြောเนาะဘာဖြစ်လို့ဆိုတော့ဘာမှအထွေတူးအာကြည့်နေဆရာမလို့ဘူးမှာအရင်ဒီလဲထုတ်ဆရာမလို့ပဲနဲ့ဗောနော်ခုနှစ်ကြည့်ုံလေးဗောနော်ဒီခုနှစ်မှာခုနပြောတဲ့ခုနှစ်တွေကိုင်ညီမှုရှိတယ်တူတယ်ဆိုရင်ဘတ် တထောင်ကနေဘတ်တောင်း၄ထောင်ကျားမှာပိုင်ဆိုင်ရမှာပဲဖြစ်ပါเนาะဟုတ်ကဲ့ပါဒီချာလေးတက်ကြည့်ပါเนาะအခုကျွန်တော်မျှဝေပေးတဲ့အဲဟာလေးတွေကမာတငယ်ချင်းမိတ်ဆွေတို့ထားရောက်ရှင်မာတို့အတွက်တိပညာဘုဒ္ဓတာတခုရာတော့ခဲ့မှာဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share လေးလုပ်ပြီးတော့ follow မလုပ်နေလဲ follow လေးနှိပ်ပေးတော့ပါလို့တောင်းဆိုလိုက်ပါတယ်အားလုံးအလောက်ကိုင်းစင်ပြေကြပြီကံကောင်းကြပါစေနောက် view မှာပြန်လည်ဆုံတွေ့ကြမှာဖြစ်ပါ